ီရဲ့ပိုင်းလူတွေချာမှာအပြောများနေတဲ့သတင်းတစ်ခုကတော့ပိုင်းတခွန်ရဲ့ညီဖြစ်သူအကြောင်းပေါ့အခုဖြစ်သူပိုင်းတခွန်ကဟိုတယ်လောကမှာခြေသူမိန်ကလေးနဲ့လက်ထပ်ခွင့်တောင်းတဲ့ post ကိုတင်ထားတာဖြစ်ပါတယ်ဒါပေမဲ့ပိုင်းတခွန်ရဲ့ညီဖြစ်သူကတော့ဒီလိုမဟုတ်ပါဘူးပိုင်းတခွန်ရဲ့နာမည်ကိုသုံးချပြီးမေဘယ်ဦးဆိုတဲ့သူရေးစားဟောင်းစီကနေပတ်စံတွေယူသုံးထားခဲ့တာပေါ့သူရေးစားစီကိုအိပေါ်ကနေဆင်းပြီးသွားခဲ့တာဖြစ်ပါတယ်အိမ်ကနေသာဆင်းလာခဲ့ပေမဲ့ပတ်စံတပြားမှပါမလာခဲ့ကြောင်းမေဘယ်ဦး ကလိုက်လွင့်ပြီးကို ရှင်းပြထားပါတယ်။မေဘဲဦးဟာသားတယောက်ကိုအမေကပြုစုဆောင်ရှောက်ရသလိုမျိုးကို ပိုင်တကွန်ရဲ့ညီကိုအကုန်ပေးဆက်ခဲ့ရတာဖြစ်ကြောင်းပြောထားပါတယ်။ပို့စတင်ထားတဲ့ထဲမှာလည်းပိုင်တကွန်ရဲ့ညီဟာမေဘဲဦးနဲ့မပြတ်သေးဘဲကိုတခြားကောင်မလေးနဲ့သွားအိတ်နေခဲ့တာဖောက်ပြန်နေခဲ့တာကိုသိခဲ့ရပါတယ်။ မိဘဦးကသူ့အများကြီးငွေတွေအချင်းတွေပေးဆက်ထားရတဲ့တန်းနဲ့သူ့အပေါ်အခုလိုလှုပ်ခန့်ရတာကိုလုံမခွင့်မလွတ်ကြောင်းသူ့ပစံတွေပြန်ပေးဖို့ပြောခဲ့ပါတယ်။ဖုံးမအတန်သွင်းယူထားတဲ့ဗီဒီယိုအရာပိုင်တကွန်ရဲ့ညီဟာလည်းပစံပြန်ပေးမယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့မေဘဦးရဲ့နောက်ဆုံးလိုက်လွင့်တဲ့အထဲမှာတော့ဖိုင်ဒီကိုရဲ့ညီဟာပတ်စံပြန်မပြီးတော့ဘူးကြိုက်တာလုံလို့ပြောခဲ့ပါတယ်သူတို့ပြက်တာကြပြီမလို့ဆိုပြီးတော့ပါပဲ ကမာလီဘက်ကတော့သူတို့ဟာပြက်တာမကြသေးကြောင်းမပြက်ခင်တဲကဖောက်ပြန်နေခဲ့တဲ့သက်သေတွေရှိလို့လုံးဝခွင့်မလွတ်နိုင်ကြောင်းပတ်စံပြန်ပေးဖို့ဆက်ပြောနေခဲ့ပါတယ်မေဘဦးစီကပိုင်တကွန်ကြီးယူထားတဲ့ငွေဟာတိန့်တရာနီးပါးရှိပါတယ်တဲ့အိမ်ပေါ်ကတပြားမမပါပဲဆင်းလာပြီးဟိုတယ်မှာနေစရိတ်စားစရိတ်တွေကိုပါမေဘဦးစီကယူခဲ့တာပါတဲ့ ်စက်တိတ်ဖိုးကအစကောင်မလေးစီကယူခဲ့တာပေါ့ဒါကိုရာမှသူဟာဖောက်ပြန်ရဲခဲ့တာပေါ့ဟိုတယ်မှာမနေတော့ဘဲတိုက်ခန်းငားနေတော့လေအင်စေးတွေအပြင်မီတာခကအစကောင်မလေးကစိုက်ပေးထားခဲ့ရပါတယ်တဲ့ပိုင်းတခွန်စီမှာသူအပ်ထားတဲ့ငွေတွေရှိတယ်အဲ့ဒါနဲ့ပြန်ပေးမယ်ခုပိုင်းတခွန်ကနိုင်ငံခြားခရီးသွားနေလို့ဆိုပြီးပြောခဲ့တာပါတဲ့ပိုင်းတကုံဟာသူညီကြောင့်နာမည်ပေါ်ကြဆင်းနေရပြီးသူပါသူညီအစာအစဲခံနေရပါတယ် ဒီကိစ္စကိုပြန်မဖြေရှင်းပြရင်ပိုက်တကုံဟာအမှုပညာလောကမှာရှိနေနိုင်ပါအောင်မလားတော့မသေးကြပါဘူးပြိသက်ကြီးရောပိုက်တကုံရဲ့ညီကိုဘယ်လိုမြင်ပါသလဲကမာလီရဲ့ပတ်စံတွေကိုသူပြန်ဆက်ပါမလားဒါမှမဟုတ်ဆက်ပြီးဒီလိုအခြေအနေမှာပဲနေသွားအောင်မလားနောက်ထပ်ပြိသက်ကြီးကိုတင်ဆက်ပေးချင်တာကတော့အရင်နဲ့မတူဘဲပြောင်းလဲသွားခဲ့တဲ့အေတင်ကိုရဲ့အကြောင်းပါအေတင်ကိုဟာတိတ်ကိုချမ်းသာတဲ့မြန်မာပြည်ရဲ့စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတစ်ယောက်ပါ သူမဟာလာပကြော်ရှင်းစွာနေတဲ့သူလည်းဖြစ်ပြီးရနာမျိုးစုံကိုအမျိုးသမီးတိုင်းအားကြလောက်စရာဝိစင်တက်တဲ့သူလည်းဖြစ်ပါတယ်။သူမဟာအရင်ကသားဖြစ်သူရဲ့ကိစ္စကြောင့်နာမည်ရလာပြီးဆယ်လီဖြစ်သွားခဲ့တာပါ။သူမရဲ့တားဖြစ်သူကိုစုံမပုံတွေကြောင့်ပိုလို့တော်နာမည်ကြီးခဲ့ပါသေးတယ်။တားအပြင်တတတာနေလေပွဲတွေဖြစ်ပြီးရန်တွေဖြစ်ခဲ့တာအကျဉ်းချင်းပါ။လိုင်းပေါ်မှာသူကိုဆဲဆိုရဲသူတွေကိုလည်းအိမ်တိုင်းရောက်လိုက်ပြီးကတော့တောင်းပန်ခိုင်းခဲ့တာပါ။ ဒါကြောင့်အေသင်ကိုဆိုရင်မြန်မာနိုင်ငံမှာမသိသူမရှိသလောက်ပါပဲ။ဒါပေမဲ့အေသင်ကိုဟာအခုချိန်မှာတော့ငလင်ဘေးတံကြောင့်အရင်ကစိတ်တွေပြောင်းလဲသွားပါတယ်။သူမဟာအရင်လိုစကားကြမ်းကြမ်းတွေမပြောတော့ဘဲငလင်ဘေးတံခံနေရသူတွေကိုလိုက်နှိပ်သိပ်ပေးနေပါတယ်။လူဝတဲ့ထောက်ပံ့မှုတွေကိုလည်းလုပ်ပေးနေပြီးသူမရဲ့စေတနာတရားတရားကိုဖော်ပြလို့နေပါတယ်။အရင်ကစိတ်ကြမ်းကြမ်းနဲ့နေခဲ့သလားခုတော့လူအပ်တဲ့နေရာမှာလိုင်းလံလူဒန်းပေးနေတာကြောင့်ပြည်သူအများရဲ့ချီးကျူးမှုကိုလည်းခံနေရပါတယ်။ ။သူမဟာအိမ်ဖြိုဖို့လိုအပ်နေတဲ့သူတွေကိုလည်းအခမဲ့လိုင်းလံဖြိုချပေးနေတယ်လို့စားစရာတောက်စရာလိုအပ်နေတဲ့ဒေသတွေကိုလည်းစားစရာများလိုင်းလံဝေးမြပေးခဲ့ပါတယ်။ပစံငွေကြီးလိုအပ်သူတွေကိုလည်းငွေကြီးအကူအညီတိုင်းလည်ပေးရခဲ့ပါတယ်။ဒါကြောင့်အေးချုံလာရင်အတင်ကိုဟာဘလူးလူးဆိုတာပရိသတ်ကြီးလည်းတွေ့မြင်ရပြီပဲဖြစ်ပါတယ်။ငလီပေးတန်တဲ့ဒေတာကပြည်သူတွေဟာအတင်ကိုကိုကျေးဇူးတင်နေကြသလိုသူရဲ့ပရိသတ်တွေလည်းပိုတိုးလာခဲ့ပါတယ်။ အေတင်ကိုဟာလည်းဗရာဟိတလုပ်ငန်းတွေမှာလက်မနေသူတရားအဖြစ်နာမည်တွင်သွားပြီဖြစ်ပါတယ်။လောကမှာပတ်စံချမ်းသာသူတွေအများကြီးရှိပါတယ်။တချို့ကသူတို့အတွက်ပဲပတ်စံသုံးပြီးသူများတွေအပေါ်လူဖို့တွန့်တိုကြပါတယ်။တချို့ကသူများတွေအပေါ်လည်းစိတ်နာမရှိကိုယ်အတွက်လည်းကက်စီနေကြပါတယ်။တင်ကိုကတော့သူကိုယ်တိုင်လည်းကောင်းကောင်းနေထိုင်သလိုတခြားဒုက္ခရောက်နေသူတွေကိုလည်းတန်နိုင်သမျှစေတနာရှိရှိကူညီပေးသူဖြစ်ပါတယ်။သူမှရှိတဲ့ငွေအားညအားကိုကောင်းကောင်းအသုံးချနိုင်သူပါ အင်းတင်ကိုဟာသူသားနဲ့ချွေမလောင်ကိစ္စတော့ကအစဲခံခဲ့ရတာများပါတယ်။ဘာကြောင့်လဲဆိုတော့သူသားရဲ့အရှုပ်ထုပ်ကိုမဆုံးမလို့ဆိုပြီးမိမချင်းကိုချင်းမစားမနာတပံမင်းကလေးကိုရော်ချီပြတာအတွက်အစဲခံခဲ့ရတာပါ။အဲတော့ကဝိုင်းဆဲခဲ့တဲ့လူတွေထဲမှာအခုအင်းတင်ကိုကိုပြန်အားပေးခြင်းနဲ့သူတော်ရှိသွားလောက်ပါပြီ။ မတ်လ28ရက်နေ့ကငလင်းဟာလူပေါင်းများစွာရဲ့ဘဝကိုပြောင်းလဲစေခဲ့ပါတယ်ဒါကိုအီသင်ကိုရဲ့အဖြစ်မှာရင်ကောင်းကောင်းမြင်နိုင်ပါတယ်အီသင်ကိုတစ်ချိန်ကအစဲခံရပေမဲ့ငလင်းမှာလူတဲမှုတွေကြောင့်အကောင်းမြင်ခံရသလိုသူငူညီပေးလိုက်လို့အဆင်ပြေသွားတဲ့သူတွေဟာလည်းအရှင်ကအီသင်ကိုရဲ့ပရိသတ်တောင်ဟုတ်ခြင်းမှာဟုံမှာပါ လူလောကကြီးကစမ်းချေလာပါတယ်။ကိုနဲ့မသိသူတွေကကူညီပေးနေချိန်မှာကို့အရင်းအနှီးဆုံးသူတွေကလစ်လူရှူနိုင်ကြကြောင်းကိုလည်းဒီလိုငလင်ကြီးကတည်တည်ပြနိုင်ခဲ့ပါတယ်။ရေခဲကြောင်းတယ်လီကိုဖိုးစော်လိုဘာမှမရှိပေမဲ့လူနေချုံချာစိတ်နေပုံဖြာဖြစ်နေတဲ့သူတွေရှိကြောင်းလည်းမြင်တွေ့ခဲ့ရပြီးပါပြီ။ကဘာကြီးဟာဆိုးရွားမှုတွေဖြစ်ပြီးတဲ့အခါကောင်းမွန်မှုတချို့ကိုလည်းပြန်ယူလာပေးတတ်ပါတယ်။ အသင်ကိုယ်တို့ကုဖိုးစော်တို့လိုအလူရှင်တွေဟာဒုက္ခရောက်နေသူတွေအတွက်နိုင်သမျှကောင်းတဲ့ဘက်ကနေကူညီအားဖြည့်ပေးကြသူတွေပါပဲ။